နော်အခုပြောပြမယ့်ဟာလေးကပေါ့နော်ကြောက်တလုံးကိုနော်ကွမ်းနေပေါ့နော်ကွမ်းမယ်ဆိုရင်ဘယ်လိုနေရာကိုကွမ်းသင့်တယ်ဆိုတဲ့ဟာပေါ့နော်အခုမှစလုံးမယ်ဒီကိုရတဲ့ကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်နော်ကျွန်တော်လည်းကြောက်တော့ဘက်ကအများကြီးမရင်သေးပါဘူးဗျဒါတိတက်လောက်လေးကိုပဲကျွန်တော်ရဲ့လောက်ပုံလုံးလေးလေးကိုပဲတစ်ချက်ပြပြပေးရပါနော် channel view နဲ့တူခြင်းမတူပါလိမ့်မယ်နော်အဲတော့ခုရှင်းပြပေးမယ်နော်ဒီ ဒီကြောက်တလုံးလုံးမှာကသူ့အရေးပိုင်းနေရဆိုတော့ဒီနေရာလေးပဲဗျာဒီမှာဟမ်အဲ့ဆိုရင်ကျွန်တော်တို့ကကွန်အားမယ်ဆိုရင်ကြောက်တကယ်လုံးရဲ့အလှဆုံးနေရာအရင်ဆုံးတက်ကတ်ထားရတယ်ဗျာဘယ်နေရာအလှဆုံးဖြစ်မလဲပေါ့နော်နောက်ဆိုအရေးပေါ်တဲ့နေရာကအလှဆုံးနေရာကိုနည်းနည်းလေးကွန်အားမယ်ဗျာဘာလို့လဲဆိုရင်အများကြီးတပြိုင်တည်းကွန်ချလိုက်ရင်ဘေးကအသားတွေဘာတွေပေါ်သွားရင်ကျွန်တော်တို့ကွန်လိုက်လို့ရှုံးသွားလည်းရှိသလိုကွန်လိုက်လို့ပုံမြက်လာလည်းရှိတယ် ကွန်လိုင်းလိုရှုံးသွားလဲရှိသလိုကွန်လိုင်းလိုပုံမြက်လာလဲရှိတယ်။သူကအဲ့အကြောင်းမို့ကွန်တဲ့ခါမှာထိတ်ပြီးကွန်တာရတယ်ဗျာ။အရင်ကကိုကွန်ကျင်တဲ့နေရာလေးကိုသေးလေးပဲအရင်စဖွင့်ကြည့်ရတယ်ပေါ့နော်။နောက်ဆိုရင်ဥပမာဒီကဲလေးကိုတကယ်ကိုကွန်မယ်ပေါ့နော်။မကြည့်။မအရေးကျိုးလေးနော်။ဒီကောင်ကကောက်ရုပ်ပုံစံလေးဗျ။ဒီနားလေးမှာပဲအရေးရှိတယ်ပေါ့နော်။ဒါမဲ့ဒီနားလေးခေါင်းချက်ကြံအောင်လို့ကျွန်တော်တို့ကဒီမှာခေါင်းချက်လေးလာမယ်ပို့ပြီးတော့ကွန်လိုင်းလေးပို့ပြီးတော့စည်းတန်းလေးပို့တင့်တင့် ဟိုပုံမြောက်သွားမှာနော်ကွမ်းမယ်ဆိုရင်ကျွန်တော်တို့ရင်ဒီနေရာလေးကိုစာရင်ကွမ်းမယ်ကငါတသေးလေးပေါ့နော်ဒီမှာအဲ့နေရာလေးကိုပဲကွမ်းကြည့်လိုက်မယ်ဒါဆိုရင်လာတော့မချင်ချင်တာပဲနော်အဲ့ဒီတော့ရေဒီဘက်ကအပေါက်လေးပေါ့နော်အဲ့ဒီအလာသုံးနေရာလေးပြင်နေရာဖြစ်မလဲမသိသေးဘူးတခြားပြန်ကြည့်ကြည့်အောင်ပေါ့နော်ကျွန်တော်ကြိုက်တာကတော့ဒီနေရာလေးကြိုက်တယ်ကဒီနေရာလေးကတော့အလာသုံးဖြစ်မှာပေါ့နော်ဒါဆိုရင်တခြားကြည့်ပြီးတော့ကျွန်တော်ကွမ်းပြပေးမယ်နော်ဖြစ်မှာပေါ့နော် ။ဟုတ်ဆိုရင်ဒီစာကြည့်ပြီးတော့ကျွန်တော်ကွန်ပြပေးမယ်နော်။ချောကလေးရောကျွန်တော်ကွန်တင်ကွန်ထိုက်တဲ့နေရာလေးရောကွန်ပြီးသွားပြီပေါ့နော်။တိတိပဲကွန်လိုက်တယ်ဗျ။ကျွန်မကြည့်လိုက်ဒီအပြောက်ကလေးရေဒီမာတာလေးတွေအဒီမာတာမျိုးလေးတွေဒီကောင်တူသေးလေးတွေအဒီမာတာမျိုးလေးတွေဒီမာလေးတွေတော်ဒီလိုကြည့်လိုက်ရင်အရေကပူပြီးတော့အရေပူတက်လာတယ်လို့ထင်ရတယ်ဗျ။ အများကြီးလည်းမကွမ်းတော့ဘူးအပေါ်ရန်နဲ့အရေကျိုးရှိတဲ့ပါလေးပေါ်မှာပဲကျွန်တော်တို့အရေကျိုးလေးပဲတည်တံ့ဖော်ပြလိုက်တာပေါ့နော်မီထိုးဝင်ကြရင်သူကတော်တော်လေးလာပါမှာကြာသူကအရေပိုတက်တယ်လို့ထင်ရတယ်ဗျအရေကာလာလေးကလည်းသူကလာတော့ကြတော့ဟမ် လာနော်ဆိုတော့နေတူဟမ်ကန်ဒီကြောက်တော့ကျွန်တော်တို့တလောင်းနေပဲဆက်တန်ထားလိုက်ပါမယ်နော်ဒီကောင်းထဲထပ်ပြီးတော့ထပ်ပြီး꽌ရင်じゃသူအဲမပြသင်းတဲ့ဟာတွေပြမိသားသူတွေဖြစ်သွားမှာပေါ့နော်အဲဒါဆိုတော့ကျွန်တော်တို့တလောင်းနေပဲရက်ထားလိုက်တော့မယ်နော်ပေါ့ဆိုင်နေကြည့်လိုက်ဟမ် चेदुरमा माने